မင်္ဂလာပါ reader choice ကဏ္ဍကနေကြိုဆိုပါရရှင်ဆရာမတော့ခွန်ရှိရှိခွန်ကျမကြီးကောစန္ဒာဒေါက်တာသက်စုမော်ပါရှင်တက်လိတ်များနေတယ်ချွဲဟက်လို့ရှင်လဲတက်လိတ်ထွက်တယ်ဗောနော်ဇရွေးများတယ်ဆရာဝင်ကတော့ GRD လို့ခေါ်တယ်ယောဂဖြစ်နေရလို့ပြောတယ်ဗောနော်အစာချေပြန်ယောဂဖြစ်နေရလို့ပြောတယ်ဘယ်လိုလုပ်ရမလဲတောက်ဆေးကြီးလဲစုံနေပြီမတက်တာဘူးဆိုပြီးတော့မိထားရလေဆရာမဖြေပေးပါမယ်ရှင် ဂျီရာဒီရောဝါတာဘရက်လို့ခေါ်တဲ့ဒီဒရေးအထွက်များတာဒီအစာခြေပြန်တာလို့ခေါ်တဲ့ယောဂါကတော့အစာရင်ထဲက acid တွေကပေါ့နော်ဒီကျွန်မတို့ဒီလေကြောင်းပေါ့လေကြောင်းထဲထိအဲအစာရည်မျိုးပြောနာမှာဒီအရင်ပူရာမျိုးအဲအဲ့ဒါမျိုးကနေစပြီးတော့ဖြစ်တာပေါ့နော်အဲဘယ်လိုတွေကြောင်းမလို့အဓိကတော့ဖြစ်လဲဆိုလို့ရှိရင်တော့အဲဒီ acid ပေါ့နော် acid ထွက်တာတွေများတာအစာခြေတာအစာမကြေတာပေါ့နော်ဒါမျိုးတွေကြောင်းမလို့ပို့ပြီးတော့ဖြစ်တာများပါတယ်ရှင်အဓိကတော့ဆရာမတို့ဘယ်လိုကုသရလဲဆိုလို့ရှိရင် င်တော့အဲဒီ PPI လို့ခေါ်တဲ့ Proton Pump Inhibitor ပေါ့နော် Pantose Omeprazole ပန်တိုပရာဇောပေါ့နော်ဒါမျိုးတွေအစာအက်ဆစ်ပိတ်တဲ့အစာခြေထွက်တဲ့အက်ဆစ်ပိတ်တဲ့ဟာတွေကိုအာထိန်းပြီးရစီတောက်ရမယ်အဲနောက်တစ်ခုကကြတော့အန်တက်ဆစ်လို့ခေါ်တဲ့ဒီအစာခြေဆေးပေါ့နော်အစာခြေဆေးတွေလေဆေးပေါ့လို့ပမာလို့ဆိုရင်တော့လေဆေးလို့ခေါ်ကြရပေါ့ဒါမျိုးတွေတောက်ရတာမျိုးရှိရတတ်တာအောင်ပေါ့နော်နောက်တစ်ခုကကြတော့ဆရာမတို့တခြားဟိုအစာတောက်နေနေရောဘာတွေရှောင်ရမလဲပေါ့အကြီးရတီရော water brush ဖြစ်ပြီးဆိုလို့ရှိရင်အစာတောက်ကတော့ထူ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 တိတိကျကျကြီးရောရှောင်ရမယ်ဆိုပြီးတော့မညွှန်းထားပါဘူးရှင်ဒါပေမဲ့ ဒီဂျီယာဒီလို့ခေါ်တဲ့အစာခြေပြန်ဖြစ်ပြီဆိုလို့ရှိရင်เนาะဆရာမတို့ကအပူအဆက်တွေအစာအမာတွေစားလို့မရပါဘူးအဲဗမာလိုမှတ်ထားမယ်ဆိုရင်เนาะများများမြန်မြန်မမာပေါ့เนาะများများမစားရဘူးမြန်မြန်မစားရဘူးမာတဲ့အစာတောက်တွေမစားရဘူးပေါ့เนาะအဲနောက်ပြီးရင် carbonated drink တွေပေါ့အဓိကတော့အချိုရည်တွေဆိုတာပါတဲ့ဟာမျိုးတွေဒါမျိုးတွေအဓိကရှောင်ရမယ်နောက်အဆက်တွေပေါ့เนาะအဆက်အပူအဆက်တွေလုံးဝမစားရဘူးအဲပြီးွားရင်เนาะဆလိတ်ရက်တောက်တယ်ဆိုလို့ရှိရင်เนาะအဓိကတော့ဖျက်ရမယ်နောက် မ်းမကြီးအတွက်ကိုတော့မနက်ပိုင်းအစာစားပြီးရဲ့အချိန်ပဲဖြစ်ဖြစ်မနက်အစောပိုင်းပဲဖြစ်ဖြစ်လမ်းလျှောက်တာမျိုးလေးလုပ်ပေးရမယ်အဲနောက်ပြီးအေးအေးဝဝအိပ်ပြောအောင်အိပ်ရမယ်အဲညဘက်အစာစားတာကို အရန်အစောကြီးမစားထားသင့်ဘူးဥမာအိမ်မှာ10နိုင်လောက်ဆိုရင်မနက်အစောဟိုညဘက်ကိုဟို6နိုင်ညနေ6နိုင်လောက်တည်းအစားထားတာမျိုးအစာနဲ့အရန်အိပ်ချိန်နဲ့အရန်ဝေးနေရမျိုးမဖြစ်တဲ့မှာအောင်ရှင်ဒါဆိုလို့ရှိရင်တော့ညဘက်အိပ်တဲ့အခါကျရင်ရင်ပူတာမျိုးအစာခြေပြန်လို့ရအဆစ်တွေထွက်တဲ့အခါကျရင်ပိုပြီးရင်ပူတာမျိုးဖြစ်တတ်ပါတယ်ရှင် ။ဒါအကျမ်းမှဒုက္ခပြေဆုံးပါစေရှင်။